အင်တာမီလန်နီးပြဆင်မြူနေအင်ဇာကေကဘာယန်မြူနစ်အသင်းနဲ့ကစားရမယ့်ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေမှာခက်ခဲမယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။အင်တာမီလန်အသင်းဟာမလ၁၂ရက်ကကစားခဲ့တဲ့ချန်ပီယံလိရှုံးထွက်၁၆သင်းအဆင့် ုတိယအကြော့ပွဲစဉ်မှာ Netherland Club Feyenoord တို့အသင်းကိုအင်္ဂွင်းမှာ2-2နဲ့အနိုင်ရခဲ့ပါတယ်။ Inter Milan အသင်းဟာပထမအကြော့ကလည်း Feyenoord တို့အသင်းကိုအဝေးကွင်းမှာ2-2ပြတ်နဲ့အနိုင်ရခဲ့ကာနှစ်ကြော့ပေါင်း4-2နဲ့အနိုင်ရပြီး Quarter Final အဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ Inter Milan အသင်းဟာ Quarter Final မှာ German ထိပ်သီး Bayern Munich အသင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ဘိုင်းမြူးနစ်အသင်းဟာလည်းအင်တာမီလန်အသင်းလိုပဲချန်ပီယံလိရှုံထွက်16သင်းအဆင့်မှာတနိုင်ငံနဲ့သားပြိုင်ဘက်လီဗာကူးစင်အသင်းကိုနှစ်ကြော့စလုံးအနိုင်ရပြီး ကွာတောင်းဖိုင်နယ်အဆင့်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။အင်တာမီလန်နီးပြအင်ဇာဂေးဟာလာဇီယိုအသင်းကိုကိုက်တွယ်စဉ်ကတည်းကလည်းဘိုင်ယန်မြူးနစ်အသင်းနဲ့ရှင်ပြိုင်မှုသလိုအင်တာမီလန်ကိုကိုက်တွယ်ရမှာလဲဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ခဲ့မှုတွေလို့သိရပါတယ်။ဒါကြောင့်အင်ဇာဂေးကဘိုင်ယန်မြူးနစ်အသင်းနဲ့ကစားရမယ့်ချန်ပီယံလိကွာတောင်းဖိုင်နယ်နှစ်ကြော့စလုံးဟာခက်ခဲမှဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။အင်ဇာဂေးကဘိုင်ယန်မြူးနစ်အသင်းနဲ့ကစားရမယ့်ပွဲစဉ်တွေကခက်ခဲမှာပါ။ ဘိုင်ယန်မြူးနစ်အသင်းကိုအင်တာမီလန်အသင်းနဲ့ရောလာစီယိုအသင်းနဲ့ပါကျွန်တော်ရင်ဆိုင်ခဲ့ဖို့ပါတယ်။ဘိုင်ယန်မြူးနစ်ကအရန်ကိုတောင့်တင်းပါတယ်။ကျွန်တော်တို့ကတော့ဘိုင်ယန်မြူးနစ်ကိုရင်ဆိုင်တဲ့အခါမှာလည်းအခုကစားတဲ့ပုံစံအတိုင်းပဲကစားသွားမှာဖြစ်ပြီးအကောင်းဆုံးကြိုးစားသွားမှာပါလို့ပြောကြခဲ့ပါတယ်။အင်တာမီလန်အသင်းဟာချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်အဖြစ်ဧပြီလ၈ရက်၉ရက်မှာဘိုင်ယန်မြူးနစ်အသင်းကိုအဝေးကွေးမှာကစားရမှာဖြစ်ပြီးဒုတိယအကြော့ပွဲစဉ်အဖြစ်ဧပြီလ၁၅-၁၆ရက်မှာအင်ကွေးမှာကစားရမှာဖြစ်တယ်လို့သိရပါဗျ။